်ရှင်ရှင်နဲ့တဲ့ညပါတရားတကားလေးပြောမယ်လို့ပါဒါလေးသင်သာမိထားတော့တော်တော်ကြာနေပြီအဲဒီနေ့ကတော့16ရက်17လ2025ခုနှစ်ညပိုင်းမှာဒါလေးပြောမယ်ပြောမယ်နဲ့သင်သာမိနေတာဒီနေ့ညတော့ စကရာလို့ပြောပြရဦးမယ်အရှင်နဲ့တက်ညပါဆိုတာဖျားရတဲ့ပါဠိတော်ကရည်ရွယ်ပြီးတော့ဒီသုံးလေးကိုသုံးခဲ့တာပါတကယ်တော့ရိုးရိုးလေးပါဒါမဲ့လို့ဒီသုံးကတော့ဘုန်းကြီးစသုံးတယ်လို့ဖြစ်တာပေါ့ဒါမဲ့လို့ ဘုရားဟောပါဠိတော်အတိုင်းလောက်အတူတူလို့ပြောရင်တောင်ရပါတယ်ဘုရားကသင်္ဂုတ်တုပါဠိတော်မှာဟောထားတယ်ပပတရမိတံဘိက္ခုဤစိတ်တံတစ္ဆခောအာဂန္ဓုကိဥပကိလေတိဥပကိလေချံတာအတုတဝါပုထုဇဏောယထာဘုဒ္ဓနာပဇာနာတိတဲ့ဒါဘုရားဟောပါဠိတော်ပေါ့ ဒါမြန်မာပြန်ကို ပြောပြမယ်ဆိုရင်တော့ယာနုတဲ့ပဝင်ဆက်ရအယောင်တလက်လက်ထွက်နေတယ်လို့ပြောရတော့တောက်ပါတယ်တဲ့ထိုစိတ်ဒီပင် အကုသုသောခဏ၌ဧတေတဘွဲဖြစ်ကုန်သောညဉ့်ညူးကြောင့်အကုသုတို့ကြောင့်ညဉ့်ညူးရတယ်တဲ့ အဲ့ဒါကိုပုရုဒေနေကမတိကြဘူးတဲ့ဒါမို့ကိုယ်စိတ်ကိုကြည့်ပါဦးတွေးတဲ့အောင်မလုံနိုင်ဘူးတဲ့ဒါဘုရားပါဠိတော်ကအချင်းချုပ်မြန်မာပြန်လိုက်တာပါအဲ့တော့အိဂျစ်ဆိုတာဘာတုံးတက်ဂျစ်ပါဆိုတာဘာတုံးဘုန်းကြီးကတော့ပေါ်လွင်အောင်လို့တက်ဂျစ်ပါအဲ့ယုံမှာအဲ့သူ အဲ့လိုတော့ပြောလို့ရှိပါတယ်ဒါဘာကိုပြောတာတုံးဆိုရင်ကိလေသာစေတသိက်ကိုပြောတာပါအဲ့ရှင်သူလာကဘာကိုပြောတာတုံးဆိုတော့ဘဝင်စိတ်ပါဒါစိတ်ပညာလိုတော့ဘဝင်စိတ်ကိုမသိစိတ်လိုညာတုံမလားမပြောတတ်ဘူးဒါတော့ကြားတဲ့သူတွေစဉ်းစားอยู่ကြဖို့ တကယ်တော့ဘယ်မိကမှတခုလေးတည်းမြလေးဝိမပေးလိုက်ပါဘူးလူလေးဖြူဖြူချင်းချင်းတန်းတန်းချင်းချင်းလေးဝိပေးလိုက်တာပါအတိဘယ်ကတော့ဆိုင်ကဝဲလာတဲ့ပြီတို့အဲ့တလုံးလို့ပေါ့ဒီပြီတို့ထဲမှာဘာမှမပါပါဘူးစိတ်တွေရွှေတွေလည်းမပါဘူး အဝိဓေရီလည်းမပါဘူးမုတ်နေပါရီလည်းမပါဘူးအဆုံးပြတ်ဒီအပုတ်တို့တို့လည်းမပါဘူးအဲ့တော့ဒီလိုအသက်ဆက်ချက်ထဲမှာကိုထဲကျင်လူကိုထဲကျင်တာတွေထဲလို့ရတယ်စိတ်တွေချွေတွေလည်းထဲလို့ရတယ်အဝိသားတွေလည်းထဲလို့ရတယ်စသည်အောင်စရာတွေလည်းထဲလို့ရတယ်အဲ့လိုပဲ ဒီဘဝစိတ်လို့ခေါ်တဲ့ဝိရပါဖြူချင်းနေတဲ့ဖြူချင်းလေးဖြူချင်းမှုလေးပေါ်မှာဧတဲ့တဲ့တူတဲ့ကိလေသာတွေလောဘတွေဒေါသတွေမောဟတွေအကြောင်းမျိုးမျိုးကြောင့်အကက်ခံလဲရတော့ပြည့်စည်ကုန်ရတာတတိပြောမယ်ဆိုရင် အယောင်ထိုးခံရတဲ့လူဖြစ်တာပေါ့တရားကျင့်နေတရားကျင့်နေဆိုတာအဲ့ဒီအယုံမှာအညစ်မဖြစ်တဲ့လောဘဒေါသကိလေသာတွေကိုဖဲပြရတာပဲအဲ့ဒါကိုပဲတရားကျင့်နေလူပြောတာဒါကတကယ်လို့ဘောလူဘဝတွေဖြစ်နေတာတို့ကိုကြည့်မယ်ဆိုရင် အကြောင်းကျိုးချက်ချက်လိုက်တဲ့အခါမှာအဲ့ဒီအကျပတ်တွေဝင်လာရင်လူတွေဘာဖြစ်ကြတော့မလုံတဲ့နာလေးလုတ်တယ်မပြောတဲ့နာလေးပြောတယ်မချင်းသားတဲ့နာလေးမချင်းသားတယ်မချင်းသားတဲ့နာလေးချင်းသားတယ်အဲ့ဒါဘာဖြစ်လို့တော့ဆိုတော့အဲ့ဒီအကျပတ်အဲ့ဒီမှာကိလေသာဒေါသဒေါသကခိုင်းလို့ တုခိုင်းတာတွေရောက်လို့ရတာဒါကြောင့်မို့အမေနဲ့သမီးလည်းမတဲကြရံဖြစ်ကြဖေနဲ့သားလည်းရံဖြစ်ကြညီကမောင်နှမချင်းလည်းရံဖြစ်ကြအိမ်နောက်မဲ့ချင်းချင်းလည်းရံဖြစ်ကြဘာပြုလို့လို့အဲ့ဒီအညစ်ပတ်ဖြစ်တယ်နောက်မှရောက်လာတဲ့ကိရတာစေတသိက်က Mấy nhân nè thầm mình mà đế hồng nè Tuy khuê ra đế, cũng đánh ra đế, đá chủ ra đế bây nhân nè ta mà đế hồng nè Đá chủ ra đế, cũng đánh ra đế, tuy khuê ra đế Thế nào về chuyện gì mà đế hồng nè Cũng đánh ra đế, tuy khuê ra đế, đá chủ ra đế anh ấy về chứ nhé, mà đế hồng nè Cũng đánh ra đế, Lưu dòng kia là mô hư တနပြောမယ်ဆိင်လူသိကြောင်ဖြစ်ရတာမဟုတ်ဘူးအဲ့ဒီဖြူကျင်တန့်ရှင်းနေတဲ့လူသိကိုတော့မှရောက်လာတဲ့အညမအဲယုံမှာအဲဆိုဖြစ်တဲ့လောဘဒေါသကိတ္တတာကြောင့်အဲ့လူတယောက်နဲ့တယောက်မတိမြတ်ကြရတာအဲအဲ့လိုဆိုရင်အဲ့ဒီအညမကိုဘယ်လိုခွာထုတ်ပြရမလဲ ဘယ်လိုရှင်းသိရှင်းလင်းပြသင့်တယ်လဲလို့ဒါမေးစရာဖြစ်လာတယ်အကြောင်းအကျိုးကြီးကြည့်လိုက်ရင်အဲ့ဒါတွေရဲ့အကျိုးပြက်အကျိုးချက်ကအဲ့လိုအညစ်ပတ်ဝန်ခံရတော့မေနဲ့သမီးမတဲ့ဖေးနဲ့သားမတဲ့ညီကိုမောင်နှမချင်းမတဲ့အိမ်အောင်ပဲချင်းချင်းမတဲ့အဲ့တော့ဒါတွေကိုထောက်ပြပြီးတော့ တို့အဲ့လိုမတည့်ကြရင်အချင်းမပြေကြဘူးဒုက္ခရောက်ကြတယ်တို့အချင်းပြေမှတင့်မြတ်မှကောင်းမယ်လို့အဲ့လိုပြောပြရင်ရနိုင်တယ်အဲ့လိုပြောလို့ကြားလိုက်ရင်ကြားသူရဲ့တကားကူတဲ့ယုံကြည်မယ်လေးသားမယ်ဆိုရင်အော်ဟုတ်တယ်ဒါဖြစ်နိုင်တယ်အဲ့လိုတို့လို့ရှိရင်တော့ ငါတို့ရံမဖြစ်ရင်ကောင်းမယ်ရံဖြစ်တာမကောင်းဘူးလို့အဲ့လိုနေသိလိုက်ရင်ကိုရံဖြစ်တဲ့အချိန်ကဒီနေ့ရော့သွားနိုင်တယ်အဲ့လိုရော့သွားတာကနေပြီးတော့ကောင်းကောင်းလာနိုင်တယ်ဘာဖြစ်လို့ဆိုရင်ခုနပြောတဲ့အဲ့ညပလောဘဒေါသကိလေသာတွေလေအဲ့လိုနီးနေပတ်ဝန်းကျင်ကနေ ကိုကြည့်ကိုရောက်လာခဲ့ရတာအဲ့ဒီရောက်လာခဲ့ရတာကမကောင်းဘူးအဲ့ဒါလေးမောင်းထုံမှကောင်းမယ်ဆိုတဲ့အသိလေးပြလိုက်နိုင်ရင်အဲ့ဒါလေးဟာကျော့သွားနိုင်တယ်တတော်ဘူးဖះချင်းဟောတဲ့ဧည့်တယ်ဆိုတာအာဂန္ဓုဘုံအာဂန္ဓုကိုစာလူတော့ပါဠိလူတော့တာ အာဂန္ဓုလူခေါ်တာမြန်မာလူတို့တဲ့တယ်လူပြန်ရတယ်ဘောအတိတ်ပဲပေါ်ကြတယ်ပေါ့စာလူစာတကားကူအတိတ်ကြမြန်မာလူပြန်ရမယ်ဆိုရင်ခုမှရောက်လာသူလို့အဲ့လိုအတိတ်ပဲရတယ်အာဂန္ဓုဆိုတဲ့ပါဠိတကားကူမြန်မာလူတိတိကျကျပြန်ပြောလိုက်မယ်ဆိုရင်အခုမှရောက်လာသူ တနည်းပြောမယ်ဆိုရင်မွေးရတာမဟုတ်ဘူးအဲ့လိုလဲပြောလို့ရတယ်စိုက်တော်မွေးရတာမဟုတ်တဲ့ဒီအကျင့်ပါအဲ့ယုံမှာအဲ့သူကမွေးရပါဖြစ်တဲ့ဘဝင်စိတ်ကိုပြုတင်တန့်ရှင်းနေတဲ့စိတ်ကိုကပ်ပြီးတော့သူခိုင်းနေတာခိုင်းတော့အဲ့ဒါကြီးလျှောက်လို့ရတာအဲ့ဒါကြောင့်ဘုရင်တသားနဲ့မတဲ့ မေနဲ့သမီးလည်းမတဲ့ညီကိုချင်းချင်းလည်းမတဲ့အိမ်တော်ပဲချင်းချင်းလည်းမတဲ့အဲ့လိုဖြစ်ကုန်တာဒါဒီလိုဆိုလို့ရှိရင်လူတိုင်းလူတိုင်းမတဲ့တဲ့ပဲတရားမှလာတဲ့လို့တော့မရတော့ဘူးလားရတယ်တဲ့ကြည့်อยู่อ่ะမှာပဲခုနကတုန်းကပြောတယ်တဲ့ကြည့်ပါဝင်ခံရလို့ အကျပအဲယုံမှာအဲသူကတွေ့ခွဲဂုံတိုက်တတ်ချူလို့ရပြကြရတာရမကောင်းဘူးအဲ့ဒါအဲကျပရဲ့လက်ချက်ပဲလို့သိရင်တို့နောင်များဆိုရင်အကျပခိုင်းသေးွေမလုံးမဖြစ်မှာတို့အမေတသမီးရပြရတာမကောင်းဘူးဖေနေတာရပြရတာမကောင်းဘူးအိမ်အောင်ပဲချင်းချင်းရပြရတာမကောင်းဘူး ခင်ငယ်မင်မင်နေရတာကကောင်းတယ်လို့အဲ့လိုတိ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 လာရင်ရပြည့်တာကရော့သွားမှာပဲတင့်ပြတာကြီးများလာမှာပဲဒါကူလူတော်ကဖြစ်တတ်တာလေးတွေနဲ့လဲဆက်သပြီးတော့ပြော့ပြမယ်တချို့မှာငယ်ငယ်ကတည်းကကောင်းနေတဲ့သူတွေရှိတတ်တယ် ထွတ်တော့ပါသူပေါ်တွင်အောင်ပုံထုတ်ရမယ်ဆိုရင်လာမသိပဲနဲ့ခုနလနဲ့မွေးလာတဲ့ကလေးတွေကတဲ့ကြည်လာတော့တောနေတာ30ရာခိုင်နှုန်းလောက်တွေ့ရတယ်တဲ့ဒီစကားကဘာပါလိမ့်မယ်လို့လေ ောက်မေ့ခြင်းစရာတနည်းပြောမယ်ဆိုရင်အဟောစရာလည်းကောင်းတယ်အကျိုးကြောင်းမသိရင်ပေါ့လေအဲ့ဒါဘာပြုလို့တုံးလို့တုရေတနာပြုလိုက်တဲ့အခါမှာအဲ့လိုခွန္ဒလာနဲ့လာမသိပဲနဲ့မွေးတဲ့ကလေးကတဲ့ဟိုဒီကလာနဲ့မွေးလာမျိုးတော့မဟုတ်ဘူးပေါ့လေအဲ့ခွန္ဒလာနဲ့လာမသိတဲ့လာမသိပဲနဲ့မွေးလာတဲ့ သူကိုကြတော့တဲ့အမေဘေဟာရောပတ်ဝိညာဉ်ကရောဟောသူကမြန်လာမတိပဲနဲ့ဝေးလာရှာတာဟဲ့သူတဏှာတဲ့စိတ်မေတ္တာကရုဏာတွေကျင်နာရရမှုထီဖြစ်တတ်ကြတယ်တဲ့အဲ့လိုဖြစ်တဲ့အတွက်ဒီကလေးလေးကိုတော့အမေဘေဟာရောမိသားစုဟာရောတခြားတခြားဒီသားရပတ်ဝိညာဉ်ကရောတဏှာကျင်နာရရစွာ ဆက်တန်တတ်ကြတယ်တဲ့အဲ့လိုဆက်တန်တဲ့ဆက်တန်ခံရတဲ့အတွက်ဒီကလေးလေးကအသက်ရွယ်ကြီးလာတော့လေတောနေတာကောင်းနေတာတဲ့အထူးသဖြင့်ဥနောက်ပိုင်းဆိုင်ရာမှာကောင်းနေတာထူးထူးခြားခြားတွေ့ရတယ်တဲ့အမြဲတမ်းစိတ်ဝင်စားစရာကောင်းတဲ့တုတိတနာတွေ့ရှိချက်အဲဒီတော့ကောက်ချက်ချလိုက်ရင် ခုနလာနဲ့မွေးတာကပဒါနာမဟုတ်ပဲဒီကလေးလေးကိုမေတ္တာကရုဏာနဲ့ကျင်နာရွရစွာစက်တံပြောသူပြုပြင်တောက်ရောက်ပေးတာကပဒါနာဖြစ်နေတာအဲ့တော့ဒါကိုတမျိုးတန်းကြည့်မယ်ဆိုရင်ကဲအဲ့လိုမဟုတ်ပဲနဲ့လက်စီမှာမွေးတဲ့ကိုလာစီလာမှာမွေးတဲ့ ကလေးကိုအဲ့ဒီလူတဏှာဇဏယုရမှုမေတ္တာကရုဏာတွေဇဏယုရတွေချုပ်တာတဲ့အပြောသူထုံးမတွေပြေးပြီးတော့လုံရင်ကိုကောင်းမွန်လာသူတော်လာသူမပြတ်နိုင်ဘူးလားလို့တကယ်တော့ပြတ်နိုင်တာပေါ့အဲ့ဒါခုနကတည်းကပြောတဲ့လာမရှိပဲနဲ့မွေးတာက ပဒါနမဟုတ်ပဲသတ်ဝိညာဉ်ရဲ့ပြုပြင်သင်ပြမှုမေတ္တာကရုဏာတွေပေးမှုကပဒါနဆိုတာပေါ်လာတယ်အဲအဲ့ဒါကြောင့်ဘုမိပါလေဆရာသမားတွေကိုသားသမီးကိုတပည့်တွေကိုသုံးမတတ်ဘူးသူတို့နားလည်အောင်သူတို့စိတ်ဝင်စားအောင်သုံးမတတ်ဘူး တိတ်ရေးကြီးတယ်ထို့တာပေါ်လာတာပေါ့ဒါကြောင့်မို့ဘုန်းကြီးခဏခဏပြောနေတဲ့အမေရိကန်နိုင်ငံပြန်ကြရွက်ကဆရာမကြီးကကျောင်းဆရာမကြီးကသူ့တပည့်တွေကိုချစ်ခြင်းမေတ္တာနဲ့ပဲပြောသူသုံးမတွင်နေတဲ့အတွေ့တဲ့နှစ်ရာကျော်လောက်အကျော်မော်ဒီဖြစ်ကုန်နေထို့တာဟာ kunna dolu kunna la muila lu le mo hu che la muila lu le mo hu ba ho ra do tu ga chen chen na na khin khin min min da le au pyo bi ro thong ma ra de a twe au min gu nya ra a ra de ke hnit da ra be a ra kunna nu ga pyo de ta je pat di hu မောင်းတော့ဒီတည်းပဲ ကကြပါဘလောက်ကတ်ခံရတယ်ဆိုတာသူ့အမြင့်မူအပြောသူ အနေတိုင်းစိတ်နေစိတ်ထားတွေနဲ့တိုက်တာကြည့်လိုက်ရင်သိနိုင်တယ်လေအဲသိနိုင်တော့အဲ့ဒါကြီးညင်းပြီးတော့သူ့ကိုနားတယ်အောင်တပြေးပြေးချင်းတပြေးပြေးချင်းလေးပြောပြလိုက်ရင်သိသွားနိုင်တယ်သိသွားရင်သူ့ရဲ့တန်တန်ကအဲ့ညပတ်ကြီးကကြောရော်သွားနိုင်တယ် ။ဘာပြုလို့တို့ပင်တယောက်နဲ့တယောက်ရံဖြစ်နေတာဟာမင်းပင်ကိုသိကြပင်ကိုလူမဟုတ်ဘူး။နောက်မှဝင်ရောက်လာတဲ့အဲ့ညမအဲ့ယုံမှာအဲ့သူခိုင်းတာဒီကူမင်းလုံနေရလို့အဲ့လိုဖြစ်တာတရားနေနောက်ကြတော့အဲ့ဒီအဲ့ညမအဲ့ယုံမှာခိုင်းတဲ့မကောင်းတဲ့လုပ်တွေမကောင်းတဲ့အပြောတွေမကောင်းတဲ့အတွေးတွေ မလုံနေတော့မပြောနေတော့မတွေးနေတော့သူတင်ပြပေးရင်တဖြည်းဖြည်းတဖြည်းဖြည်းရလာနိုင်လေတကယ်တော့ခုနကငကပြောတယ်ကျောင်းဖျားမာကြီးဟာအဲ့ဒါကူ तू ဟာလူသားပေါ်မှာသူတပြိတ်ကြီးအပေါ်မှာမေတ္တာကရုဏာရှိတာသို့တော့အဲ့ဒီမေတ္တာကရုဏာအမြင်ကနေပြီးတော့သူတပြိတ်ကြီးမသိရသေးခြင်းတော့ချမ်းသာသေးခြင်းတော့ ချမ်းသာကူညီရင်းကနေအဲ့လိုဖြစ်သွားတာအဲ့ဒီဒီကလူတိုင်းလုပ်လို့ရတယ်ကဲဒါသင်္သာကြည်ဒါတက္ကရမတို့ဘယ်လိုသင်္သာကြည်ရမှာလို့ဆိုရင်တချို့ကကိုယ်တိုင်မွေးထားတဲ့သာသမီတောင်းမှမတဲ့တာတော့တို့ဟုတ်လားခုနပြောသေးလူတိကံပြပြသွားတာတို့ကွဲကွာသွားတာတို့ ဟိုကြောက်တရားနာမချမ်းသာတရားဘုညာအဲ့ဒီကိုမြင်မှုတွေ့ဘူးတဲ့သူ့ကြောင်းလဲကောင်းကောင်းသိလို့ဖဲရိတ်ကိုပြန်တတ်တဲ့သူအဲ့ဒီကိုမြင်လဲမြင်မှုတဲ့ပြီးတော့ဘုံကြီးရဲ့တပြည့်နေရာလဲတကယ်ချင်းသူတို့သူ့ကြောင်းတွေလဲကြားမှုတဲ့အဲ့ဆိုလိုတာကတော့အဖေတတ်နိုင်လောက်အောင်သူ့ဘာပြုလို့ဖြစ်ရတာတော့ ခုနကပြောတဲ့အဲ့ညပတ်ကခိုင်းလို့ဒူအိုက်လို့လောက်တာကုမတို့ပါတော့တိဂမီယောဂတဲ့ကချောင်းဆိုးတယ်။ဗာပြုတ်လို့ချောင်းဆိုးတာတို့တိဂမီယောဂဘူချောင်းမနေနိုင်လောက်အောင်သူ့ချင်းရဲ့လွန်းလွန်းနာကျင်လွန်းလွန်းချောင်းဆိုးတာတတိပြောမယ်ဆိုရင်ထိုးကျင်လို့ထိုးတယ်တော့မဟုတ်ဘူး။ ကျွန်တော်ကတော့မောပန်းတယ်ပြင်းမှန်းတယ်ဒါမဲ့လူအဲ့ဒီဘီဘူးကြိုက်တဲ့တန်းကိုမခံနိုင်လို့ချောင်းထိုးရတူခုအဲ့ဒီပါအဲ့ယုံမှာအဲ့တို့ရဲ့ထိုးခြင်းမှုပရိယုဒ္ဓါနကိလေသာကြောင့်စားရတဲ့ဖေးပြန်တတ်ခြင်းတတ်တယ်ဒီကမောင်နှမရင်းလဲပြန်ဖြစ်တယ်မိန်းတဲ့သမီးလဲပြန်ဖြစ်တယ်အဖေနဲ့သားလဲပြန်ဖြစ်တယ်ကြားတော်ကြားမိပါတယ် အခုကဘာကျော်တထေးကြီးပေါ့ဤလွန်မဲ့ဘာဖြစ်တာတော့ဆိုတော့သူ့သားကြီးနဲ့မတည့်တော့ဘူးတဲ့ကွဲသွားတယ်တဲ့ဘုန်းကြီးလို့ကြားဘူးတဲ့ဒါကကဘာကဘာတတင်းนี่အများကြားဘူးမဲ့စကားပါအဲဆိုလိုတာကတော့သူအမြဲတမ်းညံတက်တဲ့သူပေါ့တကယ်ကိုအများကြီးလဲချမ်းသာအောင်လုပ်နိုင်တယ်ဟုတ်လား တခါတည်းဂျုံတူးတွေလုံလိုက်တာဆိုရင်ကဘာကြီးကကိုအဟောရတော့အောင်အဲ့ဒါတော့ညံတဲ့တဲ့အသွမ်းတဲ့တဲ့ဒါပေမဲ့လူတသမီအုပ်ချုပ်တဲ့ပညာခုနကတော့ပြောတဲ့အဲ့ဒီမှာမောင်းထုတ်တတ်တဲ့ပညာတော့သူ့မှာမရှိလို့ဒုက္ခအားနေလို့အဲ့ဒီလူသူ့သားနဲ့အစမပြေဖြစ်ရတယ်လို့ဘုန်းကြီးတော်အဲ့လိုနားလေတဲ့အဲ့တော့ တော်တော်ကပြောတဲ့ကျောင်းစရာမှရရတော့အဲ့လိုမဟုတ်ပဲနဲ့သူကလူကူပြုတ်ပြစ်တတ်တဲ့ပညာရရှိတော့အဲ့ဒီပညာရနဲ့ဆုံးမလိုက်တော့သူတပြည်ဒီ200လောက်နေပါအကျော်မော်ကြီးဖြစ်ကုန်တယ်တဲ့အဲ့တော့အဲ့ဒီဟာကူနှိုက်ကြည့်ပြီးတော့စဉ်းစားလိုက်ရင်ဟုတ်လား ခန္ဓာလာမရှိပဲနဲ့မွေးလာလာလဲပဒါနမဟုတ်ဘူးဟုတ်လားဘာပဒါနတို့ဒါလည်းအောင်ပြောသူတင်ပြမေတ္တာကရုဏာနဲ့ရင်ကြီးတိမ်မွေးလာအောင်တင်ပြပေးကိုရလာပဒါနအဲ့ဒီချက်ကိုတိတိကြကြပြည့်ပြည့်ဝဝသိတော်မူတဲ့မြတ်စွာဘုရားရှင်ကဘုရားရှင်က အဲ့ဒီအဲ့ကျပါအဲ့ယုံမာအဲ့ဇိုးတွေအကက်ခံရတဲ့သူတွေကိုအဲ့ဒီအဲ့ကျပါအဲ့ယုံမာအဲ့ဇိုးကိုဖျက်ရှားတတ်တဲ့စနစ်ကိုအတိအမြင်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အတွေ့အဲ့ဒီအဲ့ကျပါအဲ့ယုံမာအဲ့ဇိုးတွေဖျက်ရှားပေးလိုက်တော့အဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကိုအကောင်းမွန်တွေဖြစ်ကုန်နေဘလောက်တည်းအောင်အကောင်းမွန်တွေဖြစ်ကုန်တော့ရဟန္တာတွေဖြစ်ကုန်နေ နိဗ္ဗာန်ရကုန်ငယ်အဲ့ဒီအညစ်ပတ်ဒီအကုန်မောင်းထုတ်ပြီးသွားတာကိုပဲနိဗ္ဗာန်ရတဲ့ရဟနာဖြစ်တဲ့ကိလေသာကုန်တယ်လို့ပြောရတာဓမ္မဘုံကြီးအမြဲတမ်းဟုတ်လားမသိခင်မှာပဲနိဗ္ဗာန်ကိုချက်ချင်းလည်းငင်းရနိုင်ပါလေဆိုတော့အဲ့ဒါကူကြည်ပဲပြီးတော့ပြောနေတာအခုလေဒါကြောင့်ဘူးအဲ့ဒီเจ้าဆရာမကြီးရဲ့ဖြစ်ရခဲ့ ခုနပြောတဲ့အဖေနဲ့သားမတည့်ကြတာအမေနဲ့သမီးမတည့်ကြတာညီကောင်မောင်နှမချင်းမတည့်ကြတာဒီဟာဘာကြောင့်လဲအမေအဖေကအဲ့ဒီအဲ့ဒီဘက်ကူဟုတ်လားမောင်းထုံကြတဲ့အတ္တပညာနဲ့လုံမပေးတတ်သူဆိုတာအဲ့ဒါသင်ရှားတယ်တတ်တော့ဘူးခုနကငါပြောတယ်တော်တဲ့သူဖြစ်ဖို့ဆိုရင်ဟုတ်လားအကုန်လုံးကလေးတွေကို ခုနလားကြီးကမိဘခိုင်းနေရမှာလဲမဟုတ်ဘူးဟုတ်လားခြေလားမိဘခိုင်းနေရမှာလဲမဟုတ်ဘူးဘာလို့ပြရမှာတော့တဏဉ္ဏယူရတဲ့ပြစ်တာကရုဏာနဲ့တာအကောင်းဆုံးအကြောင်းအကျိုးတွေကိုပြောပြပြီးတော့မင်းတို့တယောက်နဲ့တယောက်ပြန်ပြစ်တာမကောင်းဘူးတဲ့ညပခိုင်းနေရလုံနေရလို့မင်းတို့တယောက်နဲ့တယောက်ရန်ဖြစ်ကြတာ ဒါကြောင့်မို့ဘုန်းကြီးကဒါလည်းခဏခဏပြောတတ်တယ်အရေးကြီးသွေးနိမာတဲ့ပြောကြတယ်အမကံကျမရှိဘူးလို့အမကံကျမရှိလို့ဘောခုနပြောတဲ့ဒါကဖေပြန်တတ်တာလို့ဖေနဲ့သားမတည့်တာလို့မေနဲ့သမီးမတည့်တာလို့ညကုံမောင်နှမချင်းမတည့်တာလို့အများကြီးရှိပါတယ်အဲ့ဒါဘာပြုလို့တော့ အဲ့ဒီရဲ့ရဲ့ဘက်ကိုမောက်ထုံတတ်တဲ့အတ္တမရှိလို့တယောက်နဲ့တယောက်ရံပြစ်တာမကောင်းဘူးခင်မင်ကျင်နာရွရပြီးတော့တယောက်ကောင်းယူတယောက်ဆောင်းနေကြတာကကောင်းနေဆိုတာကိုယာနှုံးကြီးမသိလို့ရံပြစ်တာမကောင်းဘူးဆိုတာကယာနှုံးကြီးသိသွားရင်တို့လူသားလောကကြီးဟာအဲ့ဒီအတိတ်တစ်ခုရလိုက်မယ်ဆိုရင်တောင်မှ ဖုန်ကြီးမြေရန်ပြောပြောနေတဲ့တသိက်တဝန်းကပါဆိုတာဧကနာကုဖြစ်မှာဘာမှထူးထူးထန်းထန်းကြီးမဟုတ်ဘူးကျတော့ရံဖြစ်တာမကောင်းဘူးမကောင်းဘူးမကောင်းဘူးဆိုတဲ့မကောင်းမှုရဲ့အစ်င့်တန်းပြည့်အောင်ရံတုံးပြည့်အောင်နာတိတ်သွားမယ်ဆိုရင်ဘယ်သူမှရံမဖြစ်ချင်ဘူးဘာမကောင်းတာလို့ရပြင်းရင် ကိုယ်လည်းမချမ်းသာဘူးလူလည်းမချမ်းသာဘူးလောကကြီးလည်းမချမ်းသာဘူးလူရဲ့တာဝန်ကဒုသာလောကကြီးရိညာတာယာစွာအရှင်မပြတ်ဟုတ်လားမျိုးသက်မပြတ်ယက်တည်နိုင်ဖို့ဟာလူသားအတွက်အမှန်တရားပဲကောင်းတဲ့တရားပဲအဲ့ဒါကိုကောင်းတယ်လို့ခေါ်တာအဲ့လိုဖြစ်ဖို့ဆိုရင်လူသားတွေတရားနဲ့တရားကိုရံဖြစ်မနေမှတည့်တည့်ခင်မင်းနေမှ ပေါင်းစီနေမှာဘလောက်တရားပေါင်းစီရမှာတို့တိတ်တဲ့တဝန်တဲ့ပြောင်းပေါင်းစီရမှာအဲ့လိုသာသူသားတွေချင်းချင်းတို့ရံပြက်တာမကောင်းဘူးရံပြက်တာကိုတို့ဟုတ်လားအသက်ဆုံးတိုင်းကတို့စွန့်လွတ်တော့မယ်တို့တရားနဲ့တရားခင်မင်မှုမေတ္တာတရားကိုအသက်ဆုံးတိုင်းတိထောက်ကြောက်မယ်ဒါပြုလို့လူသားတယောက်တည်းနဲ့အလုံးမဖြစ်ဘူး အဖွဲစည်းနဲ့အပေါင်းစည်းနဲ့နေလို့ခုလူသားတွေတလောက်တိုးတဲ့ရှိပွားနေတာကဲဆိုကြပါစို့ခုတရားတွေပြောနေတဲ့ဘုန်းကြီးပဲဖြစ်ဖြစ်ဘုန်းကြီးပြောတဲ့တရားတွေကိုနားနေတဲ့တရားဓမ္မတွေပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ကိုစဉ်းစားကြည့်ရန်တကယ်လို့သာကိုတရားဟုတ်တယ်ဘယ်လူသားသူရဲ့အကူအညီမှမရဘူးဆိုရင်တည်ကြည်ရန်ကိုတရားဟုတ်တယ် ဟုတ်လားကိုဝိတာတဲ့ဝိတော်မဝိနဲ့အကုန်လုံးရှိတာတွေအကုန်လုံးဟာဘယ်ရရတာတို့သူသားတွေဖန်တီးထားလို့ဒီဝိလေးတဲ့ဝိရတာဟာဘယ်ရရတာတို့သူသားတွေဖန်တီးထားလို့ကိုလားကိုသားတဲ့ဓမင်းလုံးလေးတစ်လုံးဟုတ်လားပေါင်းပေါင်းမုံလေးတစ်ဖက်တကြိုက်ပဲဖြစ်ဖြစ်အဲ့ဒါတွေအကုန်လုံးဟာ လူသားတွေအဆက်ဆက်တစ်နည်းမျိုးမျိုးနဲ့တည်ထောင်ခဲ့ကြလို့ထုတ်လုပ်ခဲ့ကြလို့ကိုယ်အရာစားနေရတာအဲ့တော့ပေါင်းစည်းမှုကြောင့်တို့လူသားတွေတလောက်ရှင်သန်နေရတာတကယ်လို့လားကိုတယောက်တည်းခုနပြောလို့လူသားလူနဲ့ဘာမှမပတ်သက်ဖြစ်နေကိုတယောက်တည်းသာနေကြည့်ဝိတ္တရယ်ဝိတ္တောင်မဝိတ္တအဲ့လိုလားနေရင်ကိုယ်ရဲ့သွားကမြောက်တကောင်လောက်တော့မှတန်ဖို့မရှိဘူးအဲ့ဒါက တကယ်အစ်မှန်အတိတ်မှပြုရမှာအဲ့ဒါအတိတ်မှမပြည့်ဘူးဆိုရင်ကိုယ့်ကိုယ်ကိုယ်လိမ့်ညာနေတာပဲအဲ့လိုလိမ့်ညာနေတော့ဘာဖြစ်တော့ကိုယ့်ကိုယ်ကိုယ်အရှင်ကြီးတယ်ဘဝင်မြင့်တယ်ပတ်ဝန်းကျင်ကအရှင်သေးတယ်အဲ့ကြတော့ဉာဏ်ဖြစ်တာဒီမျိုးစုံမတရားမှုတွေဖြစ်တယ်အဲ့ဒါဘာပြုလို့လို့ကိုယ့်ကိုယ်ကိုယ်အရှင်ကြီးရာကနေနာနာကနေလာတာဒါကြောင့်ဘုဩငါ ကျေသူရှင်လူသားကောလောကကြီးရဲ့အကူအညီတွေရနေသို့သာသူတလုံးသူတလုံးဖြစ်တာကို့မိဘကို့ကျေသူရှင်ဖြစ်တယ်လို့ကို့မိဘနဲ့ကိုဒီလိုလူတလုံးသူတလုံးဖြစ်အောင်တောင်းလျှောက်ခဲ့တာပြီးခုခဲ့ရတာဘယ်သူလုံးကျေသူရှင်လူသားလောကကြီးတကယ်တော့ကိုဟာကို့အမေရင်ခွင်မှာသူဖြစ်ခဲ့ရတာမှန်တယ်လို့ကိုနဲ့ကို့မိဘဟာလည်း ကျေးဇူးရှင်ဒုသာလောကကြီးရဲ့ရင်ခွင်မှာသူဖြစ်ခဲ့ကြတယ်လို့ပြောရင်မရင်နိုင်ဘူးဒါကြောင့်ဘုလို့ဘုန်းကြီးကိုကာရပါပဲဖြစ်ဖြစ်တခါတော်မလိုရဲ့ကိုကာရပါပဲဖြစ်ဖြစ်အတချောက်သားလေးထောက်ကြည့်ရင်တောင်မှဒုသာလောကကြီးရဲ့ကျေးဇူးတွေကိုခံစားထားတာမတို့ဘူးလို့တတိပြောမယ်ဆိုရင်ကိုယ်ကိုယ်ကာယကြီးဟာမိဘတစ်ပါးရဲ့ ကျေးဇူးတော်ကျေးဇူးကြီးကြီးလို့ပြောရင်ရတယ်လို့ဟောဒီကျေးဇူးရှင်လူသားလောကကြီးရဲ့ကျေးဇူးတော်ကျေးဇူးကြီးကြီးလို့ပြောရင်လည်းရတယ်လို့ကိုယ့်ကိုယ်ကြီးဟာဒီလူသားလောကကို မိခိုးပြီးတော့ယက်တည်တရားလို့လူသားလောကကြီးလှုပ်တဲ့မှုမျိုးမျိုးခြေမျိုးမျိုးစကြာမျိုးမျိုးဝိတ္တရာမျိုးမျိုးဒေတရာမျိုးမျိုးတွေသုံးဆောင်ခံစားနေရတာဟောဒီကျေးဇူးရှင်လူသားလောကကြီးရဲ့ ကျေသူတွေရဲ့တန်ကြာကြောင်းလို့အဲ့ဒါကိုယ်ကသိမယ်ကိုတို့တာကိုတယောက်တည်းဆိုရင်ညောက်တကောင်လောက်တောင်မှအစွမ်းမရှိဘူးဆိုတာလေသိမယ်ဆိုရင်လူလာတော့ကရင်းတဲ့လုံးဝရဖြစ်ခြင်းစရာမကောင်းဘူးဒါကြောင့်ဘုန်းကြီးက ဘုရားရှင်ဟောတော်မူတဲ့အဲ့ဒီပတ်လို့ခေါ်တဲ့သူချင်းချင်းရံဖြစ်တတ်တဲ့လောဘဒေါသကိလေသာအဲ့ယုံမာအဲ့သို့အဲ့ဒီပတ်ကိုဒီနေ့အနေစပြီးတော့ငါတို့တရားနဲ့တရားရံမဖြစ်ရအောင်အဲ့လောဘဒေါသဖြစ်တဲ့အဲ့ဒီပတ်ကိုအဘိဓာယသိက္ခာပြမောက်ထုတ်ကြမယ်အဲ့လိုမောက်ထုတ်ကြရာဖြင့် ငါတို့တခုတိုင်းတခုတိုင်းလဲမတေခင်မှာပဲကိလေသာခတ်သိမ့်ကင်းငိမ့်နဲ့နိဗ္ဗာန်ကိုရနိုင်ပြီးတော့အဲ့ဒီလူသားတွေရဲ့တိတေယကဘာယိဆိုရင်လဲတသိမ့်တဝါကဘာကြီးဧကန္နဖြစ်နိုင်ပါတယ်လို့ပြောပြီးတော့ညှနာလိုက်ပါတယ်